အစိုးရစန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်ပွားနေခြင်းမာရာဂတ်စကာတမရာအန်ဒရီယာဂျိုလီနာမှာတိုင်းကီကထွက်ပြေးသွားပြီလို့သိရပါတယ်။သူ့ဘဝကိုကာကွယ်ဖို့ဘေးကင်းလုံခြုံတဲ့နေရာတစ်ခုကိုထွက်သွားခဲ့ပြီလို့တနင်္လာနေ့ကအွန်လိုင်းမင်ကုန်းတစ်ခုမှာ၎င်းကထည့်ပြောခဲ့ပါတယ်။ယာဂျိုလီနာ ပုံရှောင်တဲ့နေရာကို မဖော်ပြပေမဲ့သူဟာပြင်သစ်တပ်ဖွဲ့တွေရဲ့အကူအညီနဲ့ထွက်ပြေးခဲ့တာလို့အမေရိကန်နဲ့ဥရောပမီဒီယာသတင်းတွေကဖော်ပြခဲ့ပါတယ်။ တရားမဝင်အာဏာသိမ်းယူဖို့ကြိုးပမ်းမှုတစ်ခုဖြစ်ခဲ့တယ်လို့ရာဂျိုလီနာက တနင်္ဂနွေနေ့မှာထုတ်ပြန်ချက်တစ်ခုတွင်ပြောကြားခဲ့ပါတယ်။အိန္ဒိယသမုဒ္ဒရာတွင်ရှိကျွန်းစုနိုင်ငံဖြစ်တဲ့မာဒါဂတ်စကာမှာအာဏာသိမ်းမှုဖြစ်ခဲ့တယ်လို့၎င်းကအရေးမွတ်ပြောခဲ့တာပါ။အလွန်ချတဲ့ရေပေးဝေရေးစနစ်နဲ့ဓာတ်ပြတ်တောက်မှုတွေကြောင့်စတေမာလာနောင်မိုင်းကလေးကမာရာဂတ်စကာနိုင်ငံမှာလူငယ်တွေဥဆောင်တဲ့ဆန္ဒပြပွဲတွေဖြစ်ပွားနေတာပါ။ ဆန္ဒပြပွဲတွေကိုစစ်တပ်ကတပ်ဖွဲ့အချို့ပူးပေါင်းခဲ့တယ်လို့သိရပါတယ်။ဆန္ဒပြပွဲတွေမှာလူ၂၂ဦးသေဆုံးခဲ့ပြီးတရားကြောတရားရရှိခဲ့တယ်လို့ကုလသမဂ္ဂဖွဲ့ကပြီးခဲ့တဲ့လအတွင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံဟာမကြမီရုရှားကနေရင်းနှံဝယ်ယူလာရပ်တန့်တော့မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။ရုရှားကယူကရိန်းကျူးကျော်စစ်စတင်ပြီးနောက်ပိုင်းအိန္ဒိယဟာရုရှားရဲ့အဓိကရင်းနှံတင်သွင်းသူဖြစ်လာခဲ့ပါတယ်။ ရုရှားနိုင်ငံကနေရေနံမဝယ်တော့ဘူးလို့အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမူရီကဒီနေ့ကျွန်တော်ကို အာမခံခဲ့ပါတယ်လို့ဒေါ်နယ်ထရန့်ကဗိုလ်ရုံးနေ့မှာသတင်းနောက်တွေကိုပြောကြားခဲ့ပါတယ်။ရုရှားကနေရေနံဝယ်ယူတာကိုချက်ချင်းရပ်တန့်လို့မရပါဘူး။ဒီလုပ်ငန်းစဉ်ဟာအနည်းငယ်အချိန်ကြာမြင့်ပေမဲ့မကြာမီဖြစ်လာမှာပါလို့၎င်းကဆိုပါတယ်။ရုရှားနိုင်ငံကရေနံစိမ်းနဲ့ရေနံထုတ်ကုန်တွေဝယ်ယူမှုကြောင့်လို့ဆိုပြီးဒေါ်နယ်ထရန့်ဟာပြီးခဲ့တဲ့လပိုင်းတွင်းက အိန္ဒိယသွင်းကုန်တွေပေါ်စီးကျက်ခွန်90ရာခိုင်နှုန်းတိုးမြင့်ခဲ့ပါတယ်။အဲဒီလောက်ဆောင်ချက်ဟာယူကရိန်းကျူးကျော်စစ်ဆက်လက်ဆင်နွှဲနေမှုကြောင့်ရုရှားနိုင်ငံပေါ်စီးပွားရေးအားဖိအားပေးမှုအရှိန်မြှင့်မှုရည်ရွယ်တာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံကဒေါ်နယ်ထရန့်ရဲ့ပြောကြားချက်ပေါ်မှတ်ချက်မပေးပါဘူး။အိန္ဒိယကရုရှားကရေနံဝယ်ယူမှုရပ်တန့်တာဟာယူကရိန်းစစ်ပွဲအတွက်ရေနံကနေအဓိကဝင်ငွေရှာနေတဲ့ရုရှားအပေါ်ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ် အချက်20ပါငင်းငယ်စီမံချက်နဲ့အညီ Hamas အဖွဲ့ကလက်နက်ချရမယ်လို့ American Democrat Donald Trump ကအမခံချက်ထုတ်ပြန်ခဲ့ပြီးလိုင်းနာဖို့ပြက်ကွက်ရင် Hamas အဖွဲ့ကိုအင်အားသုံးပြီးဖျက်သိမ်းမယ်လို့သတိပေးလိုက်ပါတယ်အလဲပဲရောက်ရှိနေတဲ့အာဂျင်တီးနားသမ္မတဂျေဗီယာမီလေးနဲ့အင်ဖီရိုမာ နေလယ်စာသုံးဆောင်နေစဉ်သူကသတင်းနောက်တွေကိုခုလိုပြောကြားခဲ့တာပါ။ဟာမက်စ်အခွဲကလက်နက်မဖြုတ်သိမ်းရင်ကျွန်တော်တို့ကလက်နက်ဖြုတ်သိမ်းရလိမ့်မယ်။ ျွန်တော်ကစားပွဲကစားနေတာမဟုတ်ဘူးဆိုတာသူတို့သိပါတယ်လို့၎င်းကဆိုပါတယ်။ Hamas အဖွဲ့ကိုတင့်တော်တဲ့အချိန်ကာလပေးပြီးလက်နက်ဖြုတ်သိမ်းမယ်လို့တော်နဲ့ Trump ကပြောပေမဲ့အချိန်တိကျပြောဆိုဖို့ငင်းဆန်ခဲ့ပါတယ်။စီမံချက်အရဂါဇာဒေသရှိဥမြင်လှိုင်ကောင်းတွေလက်နက်စက်ရုံတွေကိုဖျက်ဆီးကလွတ်လပ်တဲ့လေလာဆောင်ကြည့်သူတွေကလက်နက်ဖြတ်သိမ်းရေးလုပ်ငန်းစဉ်ကိုကြီးကြပ်မယ်လို့သိရပါတယ်။ပါလက်စတိုင်းနိုင်ငံထူထောင်ပြီးမှသာလက်နက်ဖြတ်သိမ်းမယ်လို့ဟာမတ်စ်အဖွဲ့ကအမည်ပြောဆိုခဲ့ပါတယ် အစ္စရေးနိုင်ငံကဟာမတ်အဖွဲ့နဲ့ပြဿနာကိုငြင်းငြမ်းစွာဖြေရှင်းလိုတယ်လို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကပြောပါရယ်။အရင်ဆုံးဟာမတ်အဖွဲ့ကလက်နက်ချရပါမယ်။ဒုတိယအနေနဲ့ဂါဇာဒေသမှာလက်နက်စက်ရုံတွေမရှိရပါဘူး။ဂါဇာကိုလက်နက်မောင်းခိုတာမရှိပါဘူးလို့၎င်းကဆိုပါရယ်။